မကွေးတန်းကံကောမြို့နယ်မြောက်ပိုင်းတော်လင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နန်ခရွာကမိသားစုတစုဟာမြောက်ခင်ရပြူရဘက်ကိုထပ်ပြေးသွားပြီးပြူစောကြီးရည်နဲ့ပူပေါင်းခဲ့တယ်လို့ရှော်လင်းတန်းကထုတ်ပြန်ထားပါတယ်။ဒီကရက်အောက်တိုဘာ9ရက်ကနန်ခရွာအမတ်ရှိရက်ကမှာနေတဲ့ဥတန်းမြင့်နဲ့မိသားစုဝင်ဟာစာနယ်ရေးကအများပြကိုဆက်လေတစင်တက်မှန်20နဲ့တက်ဆောင်ပြီးတော့မိသားစုအလုံးနဲ့အကျိုးမြောက်ခင်ရပြူရဘက်ကိုထပ်ပြေးသွားတာဖြစ်ပါတယ်။ ထွက်ပြေးသွားတဲ့ဦးတန်းနေဟာကြောက်ပြုတ်ပြွရွာစာတီးဖြစ်ပြီးတော့တမီးဖြစ်သူဟာလည်းကောက်ကားပြွရွာမှာနေထိုင်သူတဦးဖြစ်ပါတယ်။ဦးတန်းနေဟာမြောက်ခင်ရန်ပြွရွာကိုထွက်ပြေးဖို့နဲ့ရိတ်ခါရွေးတည်ဆောင်မှုအတွက်မြေတားမြေအရှိတ်ဘက်ကန်ရှိစည်းရတွေကတောင်းတူရေလုံလန်းခွင်မှာတုံးပြို့ဖို့စုပ်ပောင်းဝေယူထားတဲ့ဆက်လေတစ်စင်းတမန်နှစ်စင်းကိုလည်းခိုးယူခဲ့ပါသေးတယ်။မြောက်ခင်ရန်ပြုစောထီရွာဟာကျောင်းလေးကုန်ထောက်ခံသူတွေ PDN နဲ့ဆက်ဆက်တယ်လို့တန်တရာရှိသူတွေနဲ့ အနန္ဒီပါတီဝင်ကိုဖန်ဆင်းနေဆက်တက်ဖြတ်တာတွေမချာခဏပြုလို့လေးရှိတယ်ရွာလေးဖြစ်ပါတယ်။ရရှိမာရောဥတမ်းမြင့်နဲ့မိသားစုဝင်ဟာမြတ်ခင်ရန်ပြုစောတိရွာကိုသွားမှာလား။ဒါမှမဟုတ်သူသမီးရှိတဲ့ကုတ်ကားရွာထီသွားမှာလားဆိုတာကိုတော့တိကျမသိရသေးပါဘူး။